ရွှေပိုးရင်လည်းပြဿနာတွေဖြစ်ပြီးမှချစ်သူရှိတဲ့အကြောင်းထုတ်ပြောလာခဲ့တဲ့တရုတ်ဆောင်စစ်နိုင် ပြည်သက်တို့ရဲ့အခုတလောဆိုရှယ်မီဒီယာပေါ်မှာတော့အနုပညာရှင်တွေရဲ့အခြေရေးကတော်တော်လေးကိုပွဲစုနေပါတယ်နော်အထူးသဖြင့်ပြည်သက်တွေကြားမှာအရန်ကိုရေပန်းစားခဲ့တဲ့တချို့ကလည်းအရန်ကိုသဘောတူညီခဲ့ကြတဲ့တရုတ်ဆောင်စစ်နိုင်တဲ့ရွှေပုံးရင်တို့ရဲ့အတွေ့အလေးအကြောင်းကတော့အခုဆိုရင်လမ်းကြောင်းတစ်တစ်ခုပေါ်ကိုလုံးဝရောက်ရှိသွားခဲ့ပါပြီဟုတ်ပါတယ်ပြည်သက်တွေတည်ကြတဲ့အတိုင်းပဲတရုတ်ဆောင်စစ်နိုင်တဲ့ရွှေပုံးရင်တို့ကအနုပညာအလုပ်တွေတူတူတွဲလုံရင်ကနေပြည်သက်တွေကသူတို့နှုတ်ကိုအရန်ကိုလိုက်ဖက်တဲ့ဆိုကောင်သဘောတူပြီးရှိခဲ့ကြတာပေါ့တချို့ဆိုရင်သူတို့နှစ်ယောက်ကတကယ်ချစ်သူတွေဖြစ်နေပြီလို့တောင်တထက် ယုံကြည်ခဲ့ကြတာပေါ့ဒါကိုပို့ပြီးအားဖြည့်ပေးလိုက်တယ်လို့ဖြစ်သွားတာကတော့စစ်နိုင်ဘက်ကရွှေပုံးရင်အပေါ်မှာတာမန်လုတ်ဖို့ကံပတ်ထက်ပို့ရဲမြစ်တာတရားရှိနေတယ်ဒီယူဆိုင်မှုတွေပို့ပေးတယ်ဆိုတာတွေကိုပြည်သက်တွေကရိတ်ဆားမိခဲ့ကြတာပါပဲသူတို့နှစ်ယောက်ရဲ့လူမှုကွန်ရက်ပေါ်ကပုံရိပ်တွေအတူတူတွဲရိုက်ထားတဲ့ဗီဒီယိုဖိုင်တွေကလည်းချစ်သူတွေလိုချစ်မှတ်မှားလို့ဆရာဖြစ်ခဲ့တာပေါ့တကယ်တော့ရွှေပုံးရင်ကအရင်တုန်းကအစိုးရချမ်းချမ်းရဲ့အမျိုးသားဟောင်းဖြစ်သူဖုံးတိုင်တဲ့သတင်းတွေထွက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအနုပညာလောကနဲ့ခနာတာအဆက်အသွယ်ပြတ်တောက်သွားခဲ့ပူပါတယ်အဲဒီနောက်ပိုင်းမှာတော့စစ်နိုင်တဲ့တွဲပြီး င်အနှပြညာအလုပ်တွေပြန်လုံးမှသာသူတို့နှုတ်ကိုပရိသတ်တွေကဝိုင်းပြီးအပြေးချရင်ရှစ်ချရင်းနဲ့မှအောင်မြင်မှုလမ်းကြောင်းပေါ်ကိုနှစ်ယောက်ပေါင်းပြီးပြန်တက်လာခဲ့ကြတဲ့လူတောင်ဆိုရမှာပါဒါပေမဲ့ပရိသတ်တွေမျောလင့်သလိုထင်ထားသလိုတော့ဖြစ်မလာခဲ့ဘူးရှင်ရွှေဘုံရင်ဘက်ကတော့စစ်နိုင်တဲ့ပတ်သက်ပြီးသတင်းထွက်တောင် ပရိသတ်တွေကသူတို့နှစ်ယောက်ကိုတွေ့ပြီးစားနောက်တာကိုလုံးဝလက်မခံခဲ့တာပေါ့။သူမရဲ့သဘောတရားကိုလည်းဖြစ်ဖြစ်သားသားအများနဲ့ပြသခဲ့တဲ့ရှင်ဒီလိုနဲ့ပဲလွန်ခဲ့တဲ့လအနေငယ်တုန်းကဆိုရင်ရွှေပိုးရင်ကသူမရဲ့ဆိုရှယ်မီဒီယာကနေတဆင့်စစ်နိုင်ကိုတိုက်ရိုက်သတိပေးတဲ့အထီတောင်ဖြစ်ခဲ့ရပါ့။နောက်ထပ်ဒီလိုကိစ္စမျိုးတွေနဲ့သူ့ကိုလာမစားဖို့သူနဲ့ပတ်သက်ပြီးဘာမှလာမပြောဖို့နောက်နောက်သူတို့နှစ်ယောက်ကိုတွေ့ပြီးမမြင်စေဖို့အထီအပြတ်ကိုပြောခဲ့ပါတယ်။ဒီ post ကအဲ့ဒီတုန်းကတော်တော်လေးကိုခရိုက်ရိုက်သွားခဲ့သေးတာရှင်အဲ့ဒီလိုအပြတ်ညှင်းဆန်ခဲ့ပြီးမကြခင်မှာပဲရွှေပိုးရင်ကပရိသတ်တွေလုံးဝမထ င်မထားတဲ့အရာတစ်ခုကိုချပြခဲ့တာပါအဲ့ဒါကတော့သူ့ရဲ့ချစ်သူအစေဖြစ်တဲ့တွန်ပွိုင်းကောင်လေးကိုပရိသတ်နဲ့မိဆက်ပွဲထုတ်လိုက်တာပါပဲရွှေဘုံရင်ကယောက်ျားစစ်စစ်တွေကိုစိတ်မဝင်စားပဲဒီတွန်ပွိုင်းကောင်လေးကိုပဲတကယ်ချစ်မြတ်လို့ရဆိုတဲ့အကြောင်းကိုတရားဝင်သက်သေပြလိုက်တာပါသူတို့နှုတ်ရဲ့ချစ်ချင်နူးနေတဲ့ပုံရိပ်တွေကိုလည်းဆိုရှယ်မီဒီယာမှာအဆက်မပြတ်တင်လာခဲ့တာယနေ့အထိပါပဲနော်ဒီအဖြစ်အပျက်တွေဖြစ်ပြီးရနောက်မှာတော့ပရိသတ်တွေကစစ်နိုင်ဘက်ကတော့ရက်တီပြီးနာကျင်ပေးခဲ့ကြရဲ့ရှင်ရွှေဘုံရင်လိုနမဲကြီးမင်းသမီးတယောက်ကစစ်နိုင်လိုမင်းသားကိုတော့ဘာလို့အလောက်ထိအပြက်ညင်းရတာလဲ ယ်စစ်နိုင်ခမရအသေးပဲကွဲသွားပြီဆိုပြီးတော့ထင်ကြီးမျိုးမျိုးပြေးခဲ့ကြတာပါ စင်နိုင်ကိုရင်ကလည်းအရင်နောက်ပိုင်းအင်တာဗျူးတွေမှာအထီးချက်နေတယ်လို့အသေးကွဲနေတယ်လို့လို့ဖြေကြားခဲ့တာရှိခဲ့တော့ပြည်သက်တွေကပို့ပြီးတော့အောင်တနာနေခဲ့ကြပါသေးတယ်။ဒါပေမဲ့ပြည်သက်တို့ရင်ဇလန်းကဒီမာရီမပြီးသေးဘူးရှင့်အလုံးကိုအန်သိမ့်စေမဲ့အလှည့်ပြောင်းကြီးကအခုမှပဲလာတာပေါ့။ရွှေပိုးရင်ဘက်ကသူမရဲ့ချစ်သူကိုချပြပြီးမကြခင်လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲစင်နိုင်ကလည်းသူ့ရဲ့ပြည်သက်တွေကိုအကြီးမားဆုံးအန်သိမ့်စရာတစ်ခုကိုချပြလိုက်ပါတယ်။အဲ့ဒါကတော့သူ့မှလည်းချစ်သူရှိနေခဲ့တယ်ဆိုတဲ့အကြောင်းမှပဲရှင့် ပို့ပြီးတော့အန်အိုးပို့ကောင်းလာကသူ့ရဲ့ချစ်သူနဲ့တွဲလာခဲ့တာအခုဆိုရင်ရှစ်နှစ်တောင်ကြော်ခဲ့ပြီဆိုတဲ့အချက်ပါပဲပရိသတ်တွေအလုံးစိတ်ဝင်စားသွားတာကတော့ရှစ်နှစ်တောင်တွဲခဲ့ပြီးတော့ဘာလို့များရွှေပိုးရင်နဲ့သတင်းထွက်နေတုန်းကရောအသေးကွဲတလူလူတွေလုံနေတုန်းကရောဘာမှမပြောဘဲအခုမှချပြရရလဲဆိုတဲ့မိကုံပါပဲ စင်းနိုင်ရဲ့ပြောကြားချက်အရတော့သူ့ရဲ့ကောင်မလေးကသူ့ရဲ့အနှစ်ပညာအလုပ်တွေရိုက်ကူးရည်ရည်မှာအများနဲ့လိုက်ပါကူညီပေးပြီးအရေးတကြီးကြီးနဲ့ဂရုစိုက်ပေးနေတယ်သူပါတယ်ရှင်ဒါပေမဲ့ပရိသတ်တချို့ရဲ့အမြင်ကတော့ဒီအပေါ်မှာမတူညီကြဘူးရှင်သူတို့ကတော့စင်းနိုင်အနေနဲ့ရွှေပိုးရည်နဲ့ရှစ်နေတုန်းကပရိသတ်တွေကသူတို့နှစ်ယောက်ကိုသဘောတူနေတုန်းကရှစ်နေကြချစ်သူအစ်စ်ကိုလစ်လူရှုထားခဲ့ပြီးအခုရွှေပိုးရည်ဘက်ကအပြတ်ညင်းပြီးသူ့ချစ်သူအစ်စ်ကိုချပြလိုက်တော့မှမရတော့ဘူးလို့ထင်တဲ့အခါကျမှကိုယ့်ရဲ့ချစ်သူအစ်စ်ကိုပွဲထုတ်လာတာလားဆိုပြီးတော့ဝေဖန်မှုတွေမှတ်ချက်တွေကိုပြုတ်နေကြတာပါ တနည်းအားဖြင့်ပြောရရင်တော့ရွှေဘိုးရင်နဲ့ပတ်သက်တဲ့ပြဿနာတွေမတက်ခင်အထိရွှေဘိုးရင်ကသူ့ကိုအပြတ်မငင်းခင်အထိသူ့ကောင်မလေးကိုလှည့်မချိခဲ့ပါဘူးဖုံးကွယ်ထားခဲ့တယ်ဆိုတဲ့သဘောမျိုးဝေဖန်မှုတွေကလည်းပြင်းပြင်းထန်ထန်ကိုရှိနေပါတယ်။ကဲတော့ဆိုရင်ပြည်သက်တို့ရောရှင်းနေကြတွေ့ခဲ့တဲ့ကောင်မလေးကိုချပြခဲ့တဲ့စစ်နိုင်ပေါ်ဘလို့ထင်မြင်မိလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။